အန်ယူဂျီဒေါတာရှင်မိဘပြည်သူများမင်္ဂလာပါခင်ဗျာခုချိန်ကစပြီး2025ခုနှစ်အော်တိုဘာလ16ရက်နေ့ရေဒီယိုအန်ယူဂျီရဲ့မနက်ခင်းစီရေသတင်းများကိုဖတ်ကြားတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့မင်းယူပါပထမဆုံးစီရေသတင်းနေဖြင့်စကိုင်းတိုင်းခံပန်းမြို့ကိုစစ်ကြောင်းထိုးဖို့စစ်ကောင်မရှင်တက်ပြင်ဆင်နေတဲ့သတင်းကိုတင်ပြပေးပါမယ်ပြည်သူ့ကာကွယ်ရေးတပ်တွေထိန်းချုပ်ထားတဲ့စကိုင်းတိုင်းခံပန်းမြို့ကိုဦးတည်ပြီးစစ်ကြောင်းထိုးလာဖို့စစ်ကောင်မရှင်တက်ကပြင်ဆင်နေတာကြောင့် စီရေးအခြေအနေကိုသတိပြုကြဖို့ကာကွယ်ရေးတပ်တွေကသတိပေးထားပါတယ်။ကလေးမြို့နယ်ဘက်ကတက်လာတဲ့စစ်ကော်မရှင်စစ်ကြောင်းတွေဟာကလေးတမူလန်အတိုင်းခံပန်းမြို့ဘက်ကိုဝင်ရောက်လာပြီးအော်တိုဘားလ၁၈ရက်နေ့မှာကလေးတမူကလန်တမူမြို့နယ်ဘက်တွင် နေရာယူထားတယ်လို့ဆိုပါတယ်။လက်ရှိမှာတော့ကလေးတမူကလန်သွာလာခွင့်ကိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကကန့်တတ်ထားပြီးဒေသခံပြည်သူတို့ချို့စစ်ဘေးရှောင်နေရတယ်လို့သိရပါတယ်။လုံခြုံရေးအခြေအနေအရ ကာကွယ်ရေးတပ်ဖွဲ့တွေကထုတ်ပြန်ထားတဲ့သတိပေးချက်တွေကိုလိုက်နာကြဖို့တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ရင်း၄ကတိုက်တွန်းထားပါတယ်။ခံပတ်မြို့ကိုပြည်သူ့ကာကွယ်ရေးတပ်နဲ့ဒေသရင်းတော်လှန်ရေးတပ်ဖွဲ့တွေက2023ခုနှစ်နိုဝင်ဘာလ9ရက်နေ့မှာတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးယနေ့အထိထိန်းချုပ်ထားဆဲဖြစ်ပါတယ်။ပြီးခဲ့တဲ့ဩဂုတ်လကလည်းကလေးတမူးအာရှလမ်းဘော်ကနမွန်းတရွာမှာ စစ်ကောင်မရှင်စစ်ကြောင်းတွေဝင်ရောက်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်မရှင်တပ်စစ်ကြောင်းအထိနာကပြန်ဆုတ်ခွာခဲ့ရပါသေးတယ်ခင်ဗျာဒုတိယစည်ရဲတဲ့နေဖြင့်ကျောက်ကရွှေကူနီဖျားရှိစစ်ကောင်မရှင်တပ်ကိုရိခါပို့ဖို့တက်လာတဲ့စစ်ကြောင်းအားကြားဖြတ်တိုက်ခိုက်တဲ့သတင်းကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းမုံရွာမြို့နယ်ကျောက်ကကြေးရွာရှိရွှေကူနီဖျားမှာအထိုင်ချတက်ဆွဲထားတဲ့စစ်ကောင်မရှင်တပ်အား ရိတ်ခါပို့တက်လာတဲ့စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့မော်ရွာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒေါ်လင်းအင်အားစုများကအော်တိုဘာလ73 74 75 3ရက်ဇက်တိုက်မော်ရွာကြောက်ကာကာလန်ဘေးမှာကင်းဘုံဝတ်စောင့်ခဲ့ရာ15ရက်နေ့မနက်9:00ခွဲအချိန်မှာတံပြားကာကား2စီးဖြင့်ရိတ်ခါတင်ပြီးအင်အားတရာဝန်းကျင်ဖြင့်ခြေလင်းစစ်ကြောင်းထိုးလာတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ကိုကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။အော်တိုဘားလ15ရက်နေ့မနက်7:00ခွဲခန့်မှာတိုက်ခိုက်ခဲ့တာဖြစ်ပြီး လမ်းပေါ်တွင်တွေးထွက်လွန်သောလက္ခဏာများတွေ့ရတာကြောင့်စစ်ကောင်မရှင်စစ်ကြောင်းဘက်ကတေဆုံးတရားရမှုရှိခဲ့ပြီးအရေးအတွက်ကိုအတိမပြုနိုင်သေးဘူးလို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကို မုံရခိုင်ပကဖအထူးတိုက်ခိုက်ရေးအဖွဲ့ Danger Force မုံရတိုက်နယ်ပကဖ တိုက်နယ်1 2 3ပကဖမုံရမြို့နယ်ပလဖမုံရမြို့နယ်ပကဖအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ Tribal Force မုံရမြို့နယ်ပကဖတိုက်ခိုက်ရေးအဖွဲ့မုံရ Special ဒိတ်ဒိတ်ကျဲ တော်ကြွကြီးပြောက်ကြားတက်ဖွဲ့ Black Falcon LDF နဲ့ဒေသခံရကြီးပကဖအဖွဲ့များဆောင်ရွက်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆလဘီစလင်းကြီးမြို့နယ်မှာစစ်ကောမရှင်စစ်ကြောင်းဝင်ရောက်နေပြီးပြည်သူတောင်းချီစစ်ဘေးရှောင်နေရတဲ့တရင်ကိုတင်ပြပေးပါမယ်။သခိုင်းတိုင်းမုံရွာခရိုင်စလင်းကြီးမြို့နယ်ကိုစစ်ကောမရှင်တပ်စစ်ကြောင်းထိုးဝင်ရောက်နေတာကြောင့်ကျေးရွာ20ကျော်ကဒေသခံပြည်သူတောင်းချီတိမ်းရှောင်နေရတယ်လို့ချင်းတွင်းမြေကမ်းဘေးကျေးရွာများတပိတ်စစ်ကြောင်းကထုတ်ပြန်ထားပါတယ်။ အော်တိုဘလ၁၈ရက်နေ့မနေ့ပိုင်းမှာညောင်မင်းကြီးစခန်းမှထွက်လာတဲ့အင်အား၁၅၀ခန့်ပါစစ်ကော်မရှင်စစ်ကြောင်းဟာဆလင်းကြီးမြို့နယ်မြောက်ဖက်ချမ်းမြမဝမ်ပေါင်အနီးကျေးရွာများကိုစစ်ကြောင်းထိုးဝင်ရောက်နေတယ်လို့ဆိုပါတယ်။၎င်းစစ်ကြောင်းဟာပြည်သူတို့ချို့ကိုလမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်ထားသလိုနေအိမ်များအတွင်ဝင်ရောက်မှွေနောက်ကရွှေငွေအချို့နဲ့ပစ္စည်းများကိုခိုးယူနေတာကြောင့်ဒေသခံပြည်သူတောင်းချီထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။၎င်းစစ်ကြောင်းဝင်ရောက်နေချိန်မှာ မုံရွာနမခမပါရာမော်တာ၂စီးဖြင့်စလင်းကြီးအရှိတ်ချမ်းတနီယာကို၂ကြိမ်ဘုံသီးဆယ်လုံးခန့်ကျဲချခဲ့ကလေချောင်းတိုက်ခိုက်မှုလုပ်ခဲ့တယ်လို့ဆိုပါတယ်။ဘုံသီးချတိုက်ခိုက်မှုအတွင်ထိခိုက်ပျက်စီးမှုအခြေအနေကိုတော့မသိရသေးပဲစစ်ကောင်မရှင်စစ်ကြောင်းကပြစ်ခတ်ခဲ့မှုကြောင့်လက်နက်ငယ်ထိမှန်ဒဏ်ရာရခဲ့သူတဦးရှိခဲ့တယ်လို့ဖော်ပြထားပါတယ်ခင်ဗျာ။ယခုနောက်ဆုံးစစ်ရေးသတင်းအနေဖြင့်နယ်ရီကံပြူဟာကုန်းကထွက်ပြေးတဲ့စစ်သားတွေကိုဖမ်းမိသလို အလံဖြူထောင်းပြီးအလင်းဝင်လာသူတွေလည်းရှိနေတယ်လို့အေးအေးထုတ်ပြန်တဲ့သတင်းကိုတင်ပြပေးပါမယ်။အာရခတက်တော်ကတိုက်ခိုက်နေတဲ့နယ်ရေကန်ပြူဟာကုန်းကနေကစင်ကလျားထွက်ပြေးနေကြတဲ့စစ်သားတွေကိုဖမ်းမိထားတယ်လို့အလံဖြူထောင်းပြီးအလင်းဝင်လာသူတွေလည်းရှိနေတယ်လို့အေးအေးဘက်ကထုတ်ပြန်လာပါတယ်။အော်တိုဘာလ18ရက်နေ့ကဆိုရင်စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့အလံဖြူထောင်းလက်နက်ချပြီးအလင်းဝင်လာတယ်လို့တိုက်ပွဲအတွင်းလက်ရဖမ်းဆီးရမိတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ ်အရကတက်တော်နဲ့ရင်ဆိုင်တိုက်ပွဲတွေမှာအမြဲတမ်းရှုံးနေတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ဟာနေရီကံပြူဟာကုန်းမကြရေးလေချောင်းပစ်ကူစစ်ကူတွေနဲ့အဆက်မပြတ်တိုက်ခိုက်နေတဲ့ကြားကနေအရကစစ်တီတော်တွေကအကောင်းဆုံးတုံ့ပြန်ခံစစ်တွေနဲ့အတူတံပြန်ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အရခတက်တော်အနေနဲ့အလင်းဝင်လာတဲ့သူတိုင်းကိုစစ်တုံးမှန်ဥပဒေနဲ့အညီကောင်းကောင်းမွန်မွန်ပြုစုစောင့်ရှောက်ပေးထားတယ်လို့လည်းအတည်ပြုပါတယ်။ဒါကြောင့် ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်ရဲ့မတရားတဲ့နှီးနဲ့စစ်မှုထမ်းစုဆောင်းခြင်းခံရသူတွေအနေနဲ့အရခတက်တော်ကိုဆက်သွယ်ပြီးအချိန်မရွေးလက်နက်ချအလင်းဝင်ရောက်ဖို့လည်းဖိတ်ခေါ်ထားပါတယ်။အရခတက်တော်ရဲ့ထုတ်ပြန်ချက်ထဲမှာဖမ်းဆီးခံရသူနဲ့လက်နက်ချသူအရေးအတွက်တွေမပါဝင်ပေမဲ့အော်တိုဘားလ18ရက်နေ့တရက်ထဲမှာတင်နယ်ရီကန်တောင်လေကြောင်းရန်ကာကွယ်ရေးဗျူဟာစခန်းကနေဂစင်ကလျားထွက်ပြေးနေတဲ့အကြမ်းဖက်စစ်သား30ကျော်အေအေထန်းအလင်းဝင်လာတယ်လို့ဒေတာတွင်သတင်းတွေအရသိရပါတယ်။ လက်ရှိအချိန်မှာလဲအာရခတက်တော်ဟာနဲ့ရေကန်ပြူဟာကုန်းတစ်ခုလုံးကိုအပိသက်သိမ့်ပိုက်နိုင်ဖို့လက်ကျန်နေရာတွေကိုထိုးစစ်ဆင်တိုက်ခိုက်နေသလိုကစင်ကလျားထွက်ပြေးနေတဲ့ဖက်စစ်အကြမ်းဖက်စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေနဲ့တိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့လည်းသိရပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့စစ်ရေးသတင်းကောက်နှုတ်ချက်တွေကိုတော့ Radio NUG သတင်းတောက် Casual နဲ့ဗရဲဖိုးတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ